အန်ယူဂျီအနေထားရတဲ့အဲ့လိုမျိုးအခက်အခဲတွေ့နေရတဲ့သဘောအများကြီးရှိနေတာပေါ့ရှင်ဆိုတော့ဒီစစ်ကောင်စီဘက်ကရောစစ်ကောင်စီဘက်ကလည်းဆရာခုနကတစ်ခေါက်လည်းပြောပြပြီးပြီဖြစ်တယ်ဒီအခုဒီချင်းတို့ကာလအတွင်းမှာပဲအာနာတိတ်နှားတယ်ကဲအာနာထိတ်နှားတယ်ဘလို့ပဲဆူဆူဒီနှစ်နှစ်လောက်အတွင်းမှာပဲသူတို့ရဲ့အဒီလုပ်ပုံကိုင်ပုံကဒီတကယ်ကိုပဲဒီမြေတွေကအစအသိမ်းပြုပြီးတော့အဲ့လိုမျိုးအကြီးအကျယ်ဖြစ်ပေါ်နေတယ်ဆိုတဲ့အနေထားတစ်ခုဟာအဲ့ဒီဟာပေါ်မှာဆရာချက်တော့တုံ့တက်ပေးစစ်လို့ပါ ကျွန်တော်ပြောပြပြီလေဗမာပြည်ကဘသူတက်တက်သူကတခိုးရဲ့ဂျဘိုးရဲ့အဲ့နှစ်ယောက်ပဲတက်တယ်အထီးတက်ရင်လည်းအထီးကတခိုးအမတက်ရင်လည်းတခိုးနဲ့ဂျဘိုးဒါပဲတက်နေဆိုတော့ကျွန်တော်ကဘသူတက်တက်ပါကျွန်တော်ကတော့အရန်ရှင်းနေတိုင်းပြည်ကိုအရန်တီဆောက်နေစေခြင်းပြီးကျွန်တော်တိုင်းပြည်အရန်နောက်ကျကြံခဲ့ပြီတော့တက်နေတဲ့လူတွေကိုလည်းကျွန်တော်တို့ကခင်ဗျားတို့ခိုးနေပါတယ်ဆိုရင်ခိုးတယ်လို့တခိုးပါလို့ကျွန်တော်ပြောရမှာဖြစ်တယ် အခင်ဗျားတို့ကတူတော်ကောင်းဆိုရင်တူတော်ကောင်းပါလို့ကျွန်တော်ပြောရမှာဖြစ်တယ်အကျွန်တော်ကတခိုးကိုတူတော်ကောင်းလို့တော့မပြောနိုင်ဘူးဗျာအရင် NLD လက်ထက်မှာလဲကျွန်တော်ပြောခဲ့တာပဲအာဦးသိန်းစိန်လက်ထက်မှာလဲကျွန်တော်ပြောတာပဲဆိုတော့အခုကဘသူတက်တက်တိုင်းပြည်ကို1 byte ဖောက်တဲ့လူအအရေးကောနှွာတဲ့လူအယိုးစစ်ထုတ်တဲ့လူဆိုတော့တိုင်းပြည်လုံးဝခြေလက်အင်ကမဆုံတော့ဘူးစိတ်တက်ပိုင်းဆိုင်ရာတွေနှိမ့်ကျသွားပြီး နောက်ဆုံးတခိုးချပိုးတွေပဲအပေါ်ရောက်နေကြတယ်ဆိုရင်လေဒီတိုင်းပြည်ထူထောင်ဖို့မလွယ်ဘူးဟုတ်ပါဒါကြောင့်ဘုခင်ညွန့်တို့လက်ထက်တော့လဲခိုးတာပဲဒါပေမဲ့သူတို့ကတော့နည်းနည်းအာဘယ်လိုပြောမလဲအဲတခိုးတွေအာအကန့်အသတ်ထားတယ်သူတို့ကအဲဒီလိုလေးတော့ရှိတယ်နည်းနည်းလေးပြင်းတယ်သူတို့အေးယူရင်ဒါကြောင့်ဘိုတန်းရွှေကဘုခင်ညွန့်ကိုအာဒီတခိုးချပိုးအမှုနဲ့ပဲအေးယူလိုက်တာဗျာပြောကြည့်အဲသူကြတော့အေးယူမဲ့လူကမရှိဘူးသူလဲခိုးတာပဲကျွန်တော်ဒီလောက်တော့ ဒါပေမဲ့ဒီလောက်မကြက်တဲဘူးအခုကကုံစင်းနှုံးနေလဲကြည့်တယ်ခင်ဗျမြန်မာမီးဖို့ကြောင်တဲမှာ95ရာခိုင်နှုန်းကနိုင်ငံညာလာတာဟုတ်ပါဘူးမြန်မာမီးမခိုးနေတဲ့တခိုးကြဘိုးကငပြိုင်ရီတောင်ထုတ်မပေးနိုင်ဘူးနေလန်းစားတော့ခင်ဗျအိမ်မတွတ်တက်တဲ့ကောင်တွေကတခိုးကြဘိုးဖြစ်နေတယ်ယာတူးတွေနဲ့ဆိုတော့ကျွန်တော်တို့မီးဖို့ကြောင်တဲမှာကျွန်တော်တို့ဒီကတင်းတစ်ခုလွတ်လိုက်တယ်သွားလေလာမီးဖို့ကြောင်တဲမှာ ခုနှစ်ဆယ်နဲ့ခုနှစ်ဆယ့်ငါးရာခိုင်နှုန်းကနိုင်ငံခြားပစ္စည်းဖြစ်နေတဲ့ဇုံကရင်အိုးခွက်ကအစအကုန်လုံးမြမပီရရှိတဲ့ပစ္စည်းရမရှိတော့ဘူးဟုတ်ပါစေတော်တိုင်းပြည်ကတော်တော်အခြေအနေဆိုးသွားပြီကမ္ဘာပေါ်မှာတိတ်ချမ်းသာနေလို့နိုင်ငံခြားပစ္စည်းတွေနဲ့နေ့စဉ်အသက်ဆက်နေလဲကျွန်တော်မပြောတော့ဘူးလူဦးရေ12တန်းပြပရောက်နေတယ်အဲ့ဒီဟာပို့တဲ့ပတ်စံနဲ့ ပြည်ပရဲ့ဖြစ်စည်းပြောင်းဝယ်စားမှာတော့အဲ့တိုင်းပြီးမွဲပြီပေါ့ပြည်တွင်းမရှိတော့ဘူးပြည်တွင်းထွက်တဲ့လုပ်ငန်းတွေကိုလည်းတခိုးကြမှုတွေကပုံစံမျိုးစုံဒုက္ခပေးလို့မထုတ်နိုင်မပြုတ်နိုင်ကြတော့ဘူးဟုတ်ပါရှင့်